အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ထလမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့နောင်ချိုကြောက်ဖြူစီအခြေအနေများကို ပြောလာတယ်အဘသာသမီများရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီပိုင်းမှာအဘသာသမီတွေကနောင်ချိုကြောက်ဖြူစီအခြေအနေများနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထလမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဆက်ရှိရဲ့6လ2025ပေါ့နော်နောက်သူဘက်ကတော့ AC ပါဒါပေမဲ့အနားတော့ကြောင်းနေပြီတက်တော့ဆက်မတက်သေးဘူးမတွေ့သေးတာတော့တွေ့ရတယ်ဒါပေမဲ့မနေ့ကတော့လက်နဲ့ဒီဟော်ဝေဇိုင်းနဲ့ပြည့်တယ်ပူတာရက်ွက်တူနော်နောက်တစ်ခါကျတော့ကြောက်ခုံးကြောင်းဘက်တို့ပြည့်တယ်နောက်ခါကျတော့အုံမတိဘက်တို့ရေမောင်းတဲ့ဘက်တို့ကိုဒါပြည့်တာခတ်တာရှင်းနေတာရှိတယ်ဒါအချို့အ ਨੇ ပါပဲလုံနေတယ်ဘာကြောင့်ရင်တော့မသိသေးဘူးတက်ရင်တော့ဒီနောက်သူကခဏလေးရပါမယ်ပြည်သူတွေဒုက္ခရောက်မှာဆိုလို့ပဲဒါတက်မလို့ထုံးစံအတိုင်းပဲ လောက်တလားဘောနော်ပြည်သူတွေတော့ကရောက်မှာဆိုပြည်သူတွေတော့ကရောက်မှာဆိုအမှပြည်သူမရှိဘူးအကြမ်းဖက်တဲ့အကြမ်းဖက်တွေပဲရှိတာအဲ့ဒါကိုအဲ့လိုမျိုးစောင့်နေတယ်အကုန်လုံးကတိုင်ပတ်နေမယ်နော်အဲ့ဒါလေးတော့ပြောချင်းတယ်ကြောက်ဖြူပဲ AC ကြောက်ဖြူမှာတောင်းတော့စကြောင်းနေထိုးနေတယ်ရှင်းနေနေတာရှိတယ်တိုင်ပေါ်ရတော့ပေးဆက်မှုတွေတော့ရှိတယ်တောင်းတော့အကြမ်းဖက်တော့မရောက်သေးဘူးနော်တောင်းတော့ကြောက်ဖြူကြားလို့ရှိရင်ပြီးပြီလို့ပဲကျွန်တော်ပြောလာပြီးသားဘာမှစကားဆက်ပြောနေနဲ့ကြောက်ဖြူကြားလို့ရှိရင်တကဘာလို့မြန်မာအချက်ကွဲပြီးမြန်မာတောင်းတော့အချက်ကွဲပြီးဘာကြောင့်ဆက်ကွဲကြောက်ဖြူမှာရင်းနေတဲ့စီမံကိန်းတွေအများကြီးရှိရတယ်ဗျာနော် တရုံနဲ့လှုပ်ထားတာတွေအကုန်ရှက်ကွဲပြီးဒဏ်ရကွဲမှာပိုးစိုးပဆက်အချက်ကွဲမှာကြောက်ပြီးအကြောက်ကြောက်ပြီးကြားမှာမဟုတ်ဘူးစဉ်းစားလို့ကမရအောင်ကြောက်ပြီးကြားပြီးလို့ပြောလို့ချင်းအဲ့ဒါဟာသားတစ်ခုပဲဖြစ်တယ်တိုက်တာတော့တိုက်ကြိုက်တယ်လို့တိုက်အေးပြီးတော့မှထဖြုတ်လိုက်လို့ချင်းတော့ပြီးတယ်ဖြုတ်တစ်လုံးပဲအများကြီးသုံးစရာမလိုဘူးနော်တစ်လုံးပဲတစ်လုံးပဲအများကြီးသုံးစရာမလိုဘူးအားအေးစေးပါ နော်အမသာ3လေးလေး3လေးလေးမှလည်းတိုက်ပွဲတွေကတော့အဲ3လေးလေးတောင်ကတ်တာတော့မဟုတ်ကြဘူးဟိုဘက်ပန်းတော်ဘက်တော့ဟိုဘက်အနောက်ဒီမှာတော်တော်များများအဲဒါတို့အချိန်ကုတ်ယူတဲ့နေရကျွန်တော်တခါပြောလို့ကအေးဒီ900လောက်စင်လာဆိုတဲ့မှာဒီရာယူတန်းပီကက်တွေနဲ့ပေါင်းလိုက်တဲ့1005လောက်ရှိတဲ့ဒါတောက်ချောက်တိုက်ကြအဲ့တော့အခု3ဝတ်တပုံလောက်ပဲကျန်တော့မှထင်တယ်တော်တော်မရှိတော့ဘူးအဲ305လောက်ပဲကျန်တော့တယ်နော်အဲ့မှာတက်မလောင်းကလည်းပဲဒါတကယ်ဟိုအကြီးတွေရောအသေးတွေရောစုဆက်ပေါင်းပွဲပြီးတော့စုပေါင်းပြီးတုတ်လိုက်တဲ့ခါကျတော့အကုန်ပြုတ်ကုန်တာမျိုးတော့တွေ့ရတယ်နော်နောက်တစ်ခုဟို ဒီကျွန်တော်တို့ဒေါ်စန်းစုကြည်ကိစ္စပေါ့ဒေါ်စန်းစုကြည်ကဒါအသက်80ပြည့်ဟိုမွေးနေ့လောက်သွားမယ်ဆိုတော့ဒါမွေးနေ့အတွက်ကိုဒါအလုံးသိရှိပြီးသားဖြစ်တယ်ဒါမြန်မာနိုင်ငံကိမ့်မော့ကိုဟိုဒီဒီလီဟိုပြတ်ဒီဖြတ်နဲ့ဒါမျိုးဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဒီမွေးနေ့ဒီမှာတုံမှုကြတဲ့လူတွေသိလိမ့်မယ်နော်ဒါမဲ့တို့ကတော့ဘာရင်မဟုတ်ဘူးလားတကယ်ပဲဟိုနေပေါ့နော်ဟိုရွေးချက်ရှိနေလောက်သလားတော့ကျွန်တော်တို့မသိဘူးမယ်ဒါကတော့မြန်မာနိုင်ငံမြန်မာလူမျိုးတွေရဲ့အယူဆကနမိတ်မကောင်းလို့ပဲအလုံးသုံးသပ်ကြတာမျိုးရှိတယ် နော်အဲ့တော့ဒေါန်ဆန်းစုဝင်နေရလည်းပဲဒီအသက်80ပြည့်ဝင်နေရလည်းမကြခင်ရောက်လာမှဖြစ်တဲ့ဗီဒီယိုဖိုင်တစ်ပိုင်းတွေ့လာဒေါန်ဆန်းစုတင်တဲ့ဦးဝင်းမြင့်ကဒါတရားရင်ဆိုင်တဲ့ပုံစံတွေ့ရအဲ့ဒီပုံစံကကျွန်တော်ကြည်ချင်းအားဖြင့်ဒေါန်ဆန်းစုဒီကပထမအမှုကြီးကြာပြီးသားဖြစ်နေတယ်ဟိုယောဂီဝိဆုံနဲ့တွေ့ရတယ်နောက်တစ်ခါဦးဝင်းမြင့်ကိုလည်းတရားကြည့်လိုက်တဲ့အခါမှာပထမအမှုကြီးကြာပြီးသားဖြစ်နေတယ်အပြောင်းဝိုင်းဆက်နဲ့တွေ့ရတယ်အပေါ်ကတော့သူကဟိုနေမှာတိုက်ပုံဝင်ထားတဲ့ပုံစံပေါ့ကြည့်ရတယ် ဲ့တော့ဆိုလိုတာတကွာအဲ့ပုံကြီးထွက်လာတဲ့အတွက်အဲ့ဒီ CCTV ဌာနကတော့ဒါအဲ့ကင်တဲ့သူကတော့ဒါအကြမ်းဖက်တင်နေပတ်သက်ဆက်နော်လဲဆိုပြီးတော့ဥလိယအရေးယူခံမဲ့အနေအထားမျိုးတော့ကျွန်တော်သွားတွေ့ရတယ်ဒါကျွန်တော်ရဲ့ခင်ဗျသုံးသပ်ချက်ပြောတာအဲ့တော့ CRB တို့ပဲဖြစ်ဖြစ် UNG တို့ပဲဖြစ်ဖြစ် PDF တို့ပဲဖြစ်ဖြစ်သူတို့တွေအားလုံးကဒေါ်သန်းသူကြီးတို့စေချင်တဲ့ဆန္ဒမရှိတဲ့ပုံရှိတယ်နော်ဒါတိုက်လို့မရဘူးဆိုတာလည်းတည်းဘာကြောင့်လဲဆိုလို့ကျ A နဲ့ပေါင်းလိုက်တဲ့ A ရ RF ခန့်နိုင်ငံတော်တက်သွားတိုက်တယ်နော်နောက်တစ်ခါကျတော့ KI နဲ့တိုက်တယ် KI နဲ့တိုက်ပြန်တော့လည်းဝမ်ပေါင်းနိုင်ငံတော်တက်သူကပေါင်းတယ် နော်နောက်တစ်ခါကက်ချေဟိုနေနဲ့ကရင်နဲ့တိုက်တော့လဲကော်တူလေးဆိုပြီးတော့သွားပေါင်းတယ် အဲ့တော့သူတို့ကဘာလုပ်တာလဲဘာမှမဟုတ်တက်မတော်ကိုဖျက်ဆီးဖို့ဖျက်ဆီးဖို့နိုင်ငံဖျက်ဆီးဖို့တည်တံ့တခုပဲသူတို့ရက်တီလာတာကိုသွားတွေ့ရတယ်။ဒါနိုင်ငံရေးမဟုတ်တော့ဖျက်ဆီးရေးအကြမ်းဖက်ရေးတာဖြစ်သွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရတယ်။နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ကအဲ့ဒါတွေကိုမြင်တွေ့နေရတဲ့ခါကျတော့အကြမ်းဖက်တည်းလို့ကျွန်တော်ကတတ်မှတ်တော့တစ်ဖက်မီဒီယာတွေကဘာဖြစ်တဲ့ညာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းရောပြောတာခင်ဗျားတို့ကိုယ်တိုင်လည်းမြင်အောင်ကြည့်ပါတွေ့အောင်ကြည့်ပါနော်အဲ့တော့တက်မတော်ကအနာထိန်လိုက်တယ်မဲမတမမှုဖြစ်လို့ထိန်လိုက်တယ်မဲကိုပြန်ပြီးရွေးကောက်ပွဲထုတ်ပြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကမဲရွေးကောက်ပွဲကိုပြန်လုပ်ပြီးစေကာလုံးစေကာနိုင်တာကိုမလုပ်ပြီးတဲ့အခါမှာ ပြဿနာရှိသွားတာအဲ့ဒါကိုပြည်သူတွေပြည့်ရတာနဲ့ဒါကိုမျက်နှာလက်ခက်ပြထားတဲ့အကျိုးဆက်ကပြည်နယ်တွေပြက်စီးတယ်လူအသက်တွေတေတယ်တိုင်းပြည်မှာကတိငယ်တွေကုန်ဖြစ်ကုန်ကြတယ်နော်ခင်ဗျားပဲဟုတ်ပြီအဲ့ဒီမှာဒေါက်တာသုကြီးကိုဟိုခနေ့မဥဒေယအရေးယူခံနိုင်ကြရပြီနော်အဲ့ဒီရဲ့နောက်တောင်းတဲ့ရတာဒါကျွန်တော်တို့ကနောက်မှသိတာတက်တမ5တန်းတို့အမေရိကန်အတားတို့မြန်မာနိုင်ငံမှာစိရင်နေရကြမှာဒီပတ်စံနေပိုရှန်လို့သွားအတားတို့ဒါတွေဒါတွေကျွန်တော်တို့အများကြီးတွေ့တာဒီကြားထဲမှာနိုင်အဲဟို စီရီယန်နေစီရီယန်နေဆိုလို့ရှိလို့ချင်းဒါတက်ဖို့အတွက်ဆိုစီရီယန်နေဆိုအရေးယူဖို့အတွက်ဆိုပြီးတော့ CRB ကထပ်ထုတ်ပြန်ကုန်အဲ့တော့အဲ့ဒါတွေကနိုင်ငံရဲ့အတွက်လားတိုင်းပြည်အတွက်လားလူမျိုးအတွက်လားမဟုတ်ဘူးဗျအတ္တစိတ်တွေအတွက်တက်မလို့ကိုအစီအိုဖြိုဖျက်ကျင်လာရဲပြီးတော့ဒီမှာလက်ရှိအလုပ်လုပ်နေတဲ့သူတွေကိုအကုန်လုံးကိုဒါစီရီယန်ကအရေးယူမယ်ဆိုပြီးတော့တောက်လျှောက်အနေဘာမှာပကံဒေတာဟိုဘက်ဒီမှာဆိုလို့ရှိရင်ဒါစာမွေးဖြည့်တဲ့ကလေးတွေကတမျိုးเนาะဆရာဆရာမတွေတမျိုးဆရာဆရာမတွေရောက်ကြတယ်မှာအကုန်လုံးတက်ဖြတ်တာတွေဖြစ်ကုန်လာကြရောဖြစ်ကုန်လာကြတော့အဓိကဘာဖြစ်လာလဲဆိုတော့သူတို့ကအကြမ်းဖက်မှုတည်တံ့တာလင်းလှုပ်ဆောင်တာကိုတွားတွေ့ရတယ် အဲ့တော့ဒေါ်လန်စကီလွတ်စေခြင်းနဲ့ဆန္ဒလည်းမရှိဘူးလွတ်လို့ရှိရင်သူတို့ချမ်းသာနေတဲ့ရရှိနေတဲ့အလူငွေတွေရရှိနေတဲ့ပတ်စံတွေကဒါခဏလေးပျောက်ရသွားမှရှိတယ်ဒေါ်လန်စကီလွတ်လာတယ်ဒေါ်လန်စကီကလည်းပဲဒီအကြမ်းဖက်ကိုအာမပေးဘူးလို့သူပြောတာလားမျိုးရှိတယ်စီယာဘေးကိုလည်းမသိဘူးအန်ယူဂျီဘက်ကသူတို့အာမပေးဘူးဆိုပြီးတော့နောက်အဲပိုင်တစ်ပိုင်မှာဟလာဟိုနေစင်တာသူရဲ့ရောက်ခမပြောသွားတယ်ဥဟန်တာဘလို့ရဲ့သူပြောသွားတာတွေကိုကျွန်တော်သွားတွေ့လဲအော်အဲ့တော့အဲ့ဒါလေးခြုံငုံ30ချင်းအားဖြင့် စီယာပိန်းနဲ့အန်ယူဂျီဒီ LLD ကိုကိုစားမပြုတယ်လို့အကြမ်းဖက်တီးတန်းတာလှုပ်ဆောင်တဲ့အကြမ်းဖက်ဖွဲ့စည်းအကြီးအကဲဖြစ်တယ်နော်အဲ့တော့ CRB ကနေမှာထုတ်ပြန်လိုက်တဲ့ဆိုတော့ CDN ဝန်ထမ်းတွေတက်ဆိုစီဒန်ဝန်ထမ်းတွေအရေးပေါ်ဆိုတကယ်လက်ရှိအလုပ်လုပ်နေတဲ့သူတွေကိုပံ့ပိုးမှုမရှိတဲ့ဖြစ်ကိုဘာလုပ်တယ်လဲဆိုတော့ဒါရှင်းလင်းနေဆိုတဲ့ပုံစံမျိုးဒါအကြမ်းဖက်တီးတန်းကိုအရန်ရုံမှလောအားကြီးတဲ့ပုံစံဖြစ်သွားပြီအဲ့တော့အနီဒီအားပေးတဲ့သူဟာလာတက်နော်ကိုမကြိုက်တဲ့သူ နော်တက်မလောက်ကိုမကြိုက်တဲ့သူအနီတွေကိုအားပေးတဲ့သူကခင်ဗျားတို့လောက်အောင်မှာတစ်ခုပဲရှိတယ်။ခင်ဗျားတို့စိတ်ထဲမှာယဉ်ထဲမှာနှလုံးသားထဲမှာဒေါ်လန်စုကြည်ကိုလွတ်စေချင်တယ်မလား။လွတ်စေချင်လို့ရှိရင်ပါတီနိုင်ငံရေးဒီအခုရွေးကောက်ပွဲလုပ်မယ့်နေရာမှာခင်ဗျားတို့အဲ့ဒါဟိုနေရွေးကောက်ပွဲတွေဝင်ပြိုင်ပြန်ပြီးလို့ရှိလို့ရှိရင်အာဏာရရှိလာပြီဆိုလို့ရှိရင်ခင်ဗျားတို့ဘာလုပ်ရမလဲ။ရိုးရိုးလေးပဲအာဏာလုံငင်းနေပေးလို့ရမယ်။ပြစ်ဒဏ်လျှော့ပေါခွင့်တွေပေးလို့ရမယ်။အများကြီးပေးလို့ရမယ်။တရားဝင်လွတ်မြောက်သွားဂုံသိက္ခာရှိလွတ်မြောက်သွား။တိုက်လို့ခိုက်လို့လွတ်မြောက်မယ်။ဟာမျိုးခင်ဗျားတို့ရီမန်းတားတယ်ဆိုတော့အခုနောက်အနည်း၃၀လည်းမပြစ်နိုင်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိလုပ်နေတဲ့ CRB ပဲဖြစ်ဖြစ် NUG ပဲဖြစ်သူတို့အတွက်လုပ်တာလည်းမဟုတ်ဘူးတိုင်းပြည်အတွက်လုပ်တာလည်းမဟုတ်ဘူးဒါကျွန်တော်တိုင်းရင်းသားတွေအတွက်သူတို့အသက်တွေပေးဆက်ပြီးတော့တောက်လျှောက်လုပ်လာတာအဲ့ဒါကိုလုံစားသွားတာက NUG အဖွဲ့တွေနော် NUG အဖွဲ့တွေဘာလဲမန်ဝဲခိုင်တန်းဆိုလဲခင်ဗျားသိလိုက်ဗမာလည်းမဟုတ်ဘူးနော်ဒူဝါလက်ရှိဝါဆိုလဲဗမာမဟုတ်ဘူးအဲ့အဲ့တိုင်းရင်းသားတွေကောင်းတော့နောက်ကိုသွားပြီးစုံနေတဲ့ကောင်းတွေသွားကြည့်ဦးနော်ဗမာတွေအစုပ်ပြက်တယ်အဲ့တော့ဗမာတွေ ိတ်ခါကြတဲ့ကောင်းဒီပေါ့နော်ဗမာလူမျိုးအမိခံတဲ့တိတ်ခါကြတဲ့ကောင်းတွေအခုအဲ့ဒီကြားထဲမှာခလီးဒီဘာမှမသိတဲ့ PDF တွေကနေရာတိုင်းမှာလိုက်ပြီးအသက်ပေးဆက်နေတာတွေ့တယ်ဒါတော့သာစုကြီးတို့ပေးဆက်တာမဟုတ်တမန်တော်တွန်းလိုက်တော့ပေးဆက်တာမဟုတ်ဘူးနော်နိုင်ငံကိုဖျက်ဆီးဖို့အတွက်သူတို့အသက်တွေပေးဆက်ကြတာကိုတွေ့ရတယ်အဲ့တော့ PDF ဒီအနေနဲ့လည်းပဲနိုင်ငံကိုရှုမြင်သုံးသပ်တတ်ဖို့လည်းတော်တော်လိုအပ်နေပြီနော် PDF တွေကလည်းပဲအတုံးချခံ နော်အတုံးချခံအောက်ခြေအဆင့်ပြောတာပါစီးဝိုင်းနဲ့လှုပ်ရှားလို့ရနေတဲ့ကောင်းတဲ့တိန်းထောင်နဲ့တောင်းနဲ့တိန်းတဲ့ချီရနေတဲ့ကောင်းတွေကတော့အငြင်းနဲ့တွေးတော်လို့ဆိုပြီးနေမှာပဲ တနေ့ဟိုတက်တောင်းလောက်ကိုရိုးရိုးသားသားရှာမစားခြင်းတဲ့ကောင်းကြီးကလက်နဲ့ပြပြီးတော့ဒါအလူဟိုနေအလူခန္ဓာတို့ဝါတာဂိတ်တို့ဘာညာတို့အဲ့လိုမျိုးတွေနဲ့ရှာနေတဲ့လူတွေကလည်းပဲဒါမျိုးတွေကျွန်တော်ပြောလို့ရမှာမဟုတ်ဘာမှမရှိတဲ့ဒုက္ခရောက်နေတဲ့ PDF တွေလောက်ပဲကျွန်တော်တို့ကဒါမျိုးနားလည်အောင်ပြောပြလို့ရမှာရှိတယ်။နော်အဲ့ဒီလူတွေကလည်းနေတော့အဓိကကတော့တက်မတော်ရှင်းနေနိုင်ဖို့ပဲကျွန်တော်တို့ပြောတယ်တက်မတော်မရှင်းတော့အဲတနာနေတယ်ညတာနေတယ်ဆိုရင်အကြက်ဖက်ကိုမွေးနေတာပဲအကြက်ဖက်မွေးတယ်လို့ပဲဒီမှာတက်မတော်ကဒါဟိုတနာညတာမှုတွေအကြက်ဖက်မွေးမြူပုံစံကိုပေါ့နေတယ်အဲ့တော့ အဲအကျန်းဖက်ဆိုလို့ရှိရင်တခါလေးပြပြသားရှင်းမှတိုက်မီကအေဂျင့်ပဲဟာရှိတယ်။နောက်တခါကျတော့ကျွန်တော်ဒေါန်ဆန်းစုကြည်ငွေတွေကိုခင်ဗျားတို့အနီထောက်ခံတဲ့သူတွေအကုန်အကုန်လုံးเนาะဒေါန်ဆန်းစုကြည်ကိုငွေတွေကိုအနီထောက်ခံတဲ့သူတွေအကုန်အကုန်လုံးခင်ဗျားတို့ဥပဒေမဲ့မလုတ်ပဲနဲ့ဥပဒေဘောင်တွေကလုတ်ကြပါလို့ပဲဒါတိုက်တွန်းပြောတိုက်တွန်းခြင်းပါလေเนาะတိုက်တွန်းခြင်းပါလေငွေတွေကိုလည်းပဲခင်ဗျားတို့ရင်းနှီးအစုတောင်းပါတက်မလို့အဓိကဟိုရှင်းပြောလို့ရှင်တို့ချင်းအဲစီကန်းနဲ့ဥပဒေကိုလိုက်နာပြီးတော့အဲစီကန်းဥပဒေကိုလိုက်နာပြီးတော့ ကျွန်တော်တို့ဒါရင်းနေရမယ်ဆူတောင်းပေးကြပါလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်ဒါဒီလိုမျိုးဆန္ဒပြလိုက်ပါညာမလုပ်ကြပါနဲ့ဒေါက်ဆန်စုကြည်ဒါရုံးတွက်ထွက်လာတဲ့အနေထားကိုကြည်ကျင်အဖြစ်တောင်းတော်ဘက်ကညှတာတာကိုတွေ့ရတယ်ဦးမင်းမြေရုံးတွက်ထွက်လာတာကိုတွေ့ကျင်အဖြစ် တက်နော်ဘက်ကရောအချင်းတော်ဘက်ကရောညတာတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ပထမအမှုကြာပြီးသွားတဲ့အတွက်ဒုတိယအမှုကြာလို့ချင်းခြေချင်းတောက်ခတ်ပြီးမှဒါတရားရုံးရင်ဆိုင်ရတာဖြစ်တယ်နော်။အဲအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ခြေချင်းတွေတောက်တွေလည်းတက်ထတာမှတွေ့တဲ့အခါကျတော့ဒါငဲ့ညာမှုလည်းရှိတယ်ဆိုတာလေးပဲကျွန်တော်ပြောချင်ပါလေ။အဲ့တော့ဒေါန်ဆန်းစုကြည်ရောဦးမင်းမြတ်တို့ကခင်ဗျားတို့တကယ်အညာလုံးတွတ်ချင်တယ်လှုပ်ဆိတ်ချင်တဲ့ဆန္ဒရှိရင်ရွေးကောက်ပွဲကိုပဲခင်ဗျားတို့အားလုံးဝိုင်းဝန်းပြီးတော့ကူညီပြီးတော့အညာလုံးလုံးမြောက်လှုပ်ဆောင်နိုင်တာမှန်ကန်သောနည်းလမ်းတရားလို့ပဲပြောချင်ပါလေဗျာ။အားလုံးကျေးဇူးပါပါ။မင်္ဂလာပါ။ဒီနေ့ ISWIN နဲ့ အီရန်မော်ဗျာနော်အဲနိုင်ငံခြားမှာကျွန်တော်တို့မြန်မာတက်မလို့ထောက်ခံသူတွေမြန်မာပြည်သားတွေအနေနဲ့ဘယ်ဘက်ချမ်းကိုထောက်ခံတင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သုံးသပ်ဆွေးနွေးမယ်ပေါ့နော်အဲဘယ်မှာဟုတ်ချက်နေလဲကျွန်တော်မြန်မာပြည်သူတွေအနေနဲ့ကဘယ်ဘက်ချမ်းကိုထောက်ခံလို့ထောက်ခံမလဲတူဖြစ်နေပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်အစ္စရေးကလည်းကိုယ်မြန်မာရဲ့မိတ်ဆွေဖြစ်နေအီရန်ကလည်းအခုလက်ရှိချိန်မှာကိုတို့ကဘာတွေပဲဖြစ်ခဲ့ဖြစ်ကိုပေါ့ဗျာနော်အခုချိန်မှာကျွန်တော်မြန်မာပြည်ရဲ့မိတ်ဆွေတွေမှာသူလည်းပါတယ်ဗျာဘာကြောင့်လဲဆိုလို့ရှိရင်တရုတ်ရဲ့ရုရှားရဲ့အီရန်ရဲ့နော် မြန်မာပြည်ရဲ့နော်ညကိုရီးယားရဲ့ဒီအဖွဲ့ကဘယ်လိုခေါ်မလဲဆိုတနည်းအားဖြင့်တစုတစ်ဖွဲ့တဲ့လူမျိုးပေါ့အဲတတ်မှတ်လို့ရတယ်ပေါ့ဘီလာရုစ်လည်းပါတယ်အဲ့တော့ဒီအဖွဲ့ကလည်းတစ်ဖွဲ့ကိုဘက်ချန်ကလည်းအစ္စရေးရဲ့အမေရိကရဲ့အနောက်အုပ်စုရဲ့ကတစ်ဖွဲ့အဲ့တော့ဂျန်နာရီကတော့ဂျာနီပုံစံမျိုးသွားတာပေါ့နော်အဲ့တော့အစ္စရေးနဲ့မြန်မာနဲ့အခြေအနေကိုကြည့်အောင်ပြောတာအစ္စရေးအနေနဲ့ကမြန်မာကိုဆာလွန်ရေးစကတဲ့ကမြန်မာကလည်းအစ္စရေးကိုကူညီခဲ့တယ်လို့အစ္စရေးကလည်းမြန်မာကူညီခဲ့တာအများကြီးပဲအဲ့တော့1950လောက်ကနေစာရေးတန်ရင်းတိုင်ပိုင်းတွေကစာရေးတယ်1955လောက်မှာကျောင်းမြန်မာနိုင်ငံမှာဒါအစ်စွေးတန်ရုံစောက်တယ်လို့ကျွန်တော်ကြားသိဘူးတယ်ပေါ့ဗျာနော်အဲ့တော့ အဲနောက်ပိုင်းမှာလည်းအဲအစ္စရေးကတင်ကားတွေမြန်မာနိုင်ငံကိုပြီးတယ်အဲနောက်ချက်ကျွန်တော်တို့ဒီ1988နောက်ပိုင်းမှာလည်းဒီမြန်မာနိုင်ငံမှာဒါစီးရေးအဖြစ်အကူအညီတွေအများကြီးစီးရေးဆိုတာကျွန်တော်တို့စစ်လက်နက်အကူအညီပေါ့နော်1990 MA1 နဲ့ MA series ဆိုတာလည်းအစ္စရေးနည်းပညာထုတ်တော့ကျွန်တော်တို့ကြားသိရတယ်ပေါ့နော်အဲနောက်တက်ကျွန်တော်တို့ဒီအဲ2000ခုနှစ်လောက်မှာလည်းအစ္စရေးနည်းပညာနဲ့ပဲဒါမြန်မာနိုင်ငံမှာဝယ်ထားသော F7 တွေကိုနည်းပညာအစင်းမြင့်တင်မှုတွေ F7 လေးရင်းတွေပေါ့နော်နည်းပညာအစင်းမြင့်တင်မှုတွေဆောင်ရွက်ပေးခဲ့တယ်အဲ့တော့အစ္စရေးကမြန်မာနိုင်ငံတောက်လျှောက်တောက်လျှောက်စီးရေးအကူအညီပေါ့နော် စီရေးစလနတ်အကူအညီအနောက်နီးပညာအကူအညီစိုက်ပျိုးနီးပညာအကူအညီပညာအကူအညီတွေပေါ့နော် တောက်လျှောက်ပေးခဲ့တာဖြစ်တယ်အပေးခဲ့ပြီးသလိုနောက်2021ပေါ့နောက်ပိုင်းလို့ကြည့်ရအောင်အဲ့နောက်ပိုင်းမှာမြန်မာဒီ NASA ကနေဘယ်သူကရက်တည်တယ်လဲဆိုတော့ Israel အနေနဲ့မြန်မာနိုင်ငံပေါ်မှာဂျန်တဲ့နိုင်ငံတွေလိုမျိုးနောက်အုပ်စုနိုင်ငံတွေလိုမျိုးပေါ့နော်အဲရှုံချတာတွေ ပြီးလို့ရှိရင် sanction ဆိုတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပါဆိုဘာမှလောက်တော့မတွေ့ရဘူးအခုချိန်ထိလည်းတန်ငင်းတမန်ခင်ကဆက်သွယ်တော့မယ်နောက်ချက်ညမနိုင်ငံမှာတန်ရုံကလည်းဖွင့်ထားတော့မယ်လက်ရှိအချိန်တွေထိလည်းဒီ program ဆိုလက်နက်ကိုတိုက်ရိုက်အားဖြင့်မရောင်းတော့လည်းပဲတဲဝိုက်တော့အားဖြင့်မောင်း program လဲဆိုမောင်းခလို့ပြောလို့ရတော့ပေါ့ကွနော်တခြားဂျားကန်တွေကလည်းတဆင့်ရောင်းမင်းနေတော့မယ်ဖြစ်တယ်အဲ့တော့လက်ရှိအခြေအနေဒီလေ Israel ကလည်းကူညီနေကုန်တယ်တောက်လျှောက်လည်းကူညီခဲ့တယ်လက်ရှိအခြေအနေလည်းကူညီခဲ့တော့ Israel ကိုလည်းပတ်သက်လာလို့ရှိရင်မြန်မာနာဆာကပေါ့နော်ဘယ်တော့မှမား Israel မားတယ်လို့ Palestine မှန်တယ်လို့ထောက်ခံတာတွေ့ဘူးလေသင်း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 လောက်ကြပါလို့ပဲပြောဘူးလေမလားအဲ့ထုတ်တယ်ပဲတော့အဲ့တော့ Israel ကိုကျွန်တော်တို့မြန်မာအနေနဲ့နေရဘလို့မှ စုံကြည့်လို့မရတဲ့မိတ်ဆွေကြီးတခုပဲပေါ့မိတ်ဆွေတယောက်ပဲပေါ့နော်အဲ့တော့သူအီရန်အီရန်နဲ့ပတ်သက်ပြီးကြည့်မယ်ဆိုလို့ရှိရင်2020တခုနှစ်နောက်ပိုင်းမှာအီရန်နဲ့မြန်မာနဲ့ဒီကုန်သွယ်ရေးကအစားပြီးတော့ကုညီပံ့ပိုးမှုတွေအထိကကျွန်တော်တို့ကြားသိရသလောက်ဆိုရင်အဲလောင်စာစီပေါ့လောင်စာစီကျွန်တော်တို့စီတွေလည်းဂျာမြန်မာကအီရန်ကနေပြီးတော့ရရှိနေဆိုတော့တရင်အချက်လက်တွေကျွန်တော်တို့ရထားတယ်အဲနောက်ထပ်ဒီအဲ့ဒါကမဲ့တော့ drone နည်းပညာပေါ့ drone နည်းပညာဆိုလို့ရှိရင်အီရန်က drone နည်းပညာရဲ့တရုတ်က drone နည်းပညာပေါင်းပြီးမြန်မာနိုင်ငံမှာအဲမတူညီတဲ့ပုံစံမျိုးနဲ့ drone နည်းပညာနဲ့ drone တွေထုတ်တာလည်းရှိတယ်အဲ့တော့ drone နဲ့ထောက်ပံ့ထားတယ်လို့ကျွန်တော်တို့ဒါ ဘယ်လိုခေါ်မလဲဆိုရှင်ဒီပရင်းချက်လက်တွေကကျွန်တော်သိရတော့ကြာနော်အဲ့တော့ဒီနှစ်ဖွဲ့စလုံးကနှစ်ဖက်စလုံးကကိုယ့်ဘက်ကဒီဘက်ကကြည့်မယ်ဆိုရင်ကိုရီးယားတစုတယ်ဟုတ်မြန်မာဘက်ကကြည့်မယ်ဆိုတစုတယ်အဲမြန်မာဘက်ကကြည့်မယ်ဆိုအီရန်ရယ်မြောက်ကိုရီးယားရယ်ရုရှားရယ်တရုတ်ရယ်နော်အဲဘယ်လာရုစ်ရယ်ဒီဒီနိုင်ငံတွေကမိတ်ဖက်နိုင်ငံတွေလို့ပြောလို့ရတယ်ပေါ့ကွာနော်တန်တမန်တန်ကိမိုင်းမိတ်ဖက်မိတ်ဖက်နိုင်ငံကိုယ့်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အမေရိကရယ်နောက်အုပ်စုရတစ်ဖွဲ့အဲ့တခုကြားထဲမှာရက်တရတာတော်တော်ကိုခက်ခဲပါတယ်အဒီညမှာကျွန်တော်အနေနဲ့ကတော့အဲဘယ်လိုခေါ်မလဲ နိုင်ငံတကာလှုပ်ထုံးလုပ်နေတဲ့အနေပဲကျွန်တော်တို့အားပေးထောက်ခံချင်ပါတယ်ကိုမောင်အနေနဲ့ကတော့ဒီနေရာမှာပေါ့ဗျာနော်အခု Israel အနေနဲ့က Iran နိုင်ငံကို nuclear ဘာကြောင့်မပိုင်ဆိုင်စေချင်လဲဟုတ်လား Iran nuclear ပိုင်သွားလို့ဘာဖြစ်မှာလဲလဲ Iran nuclear ပိုင်သွားလို့ Israel ကိုတိုက်ခိုက်လို့မရ Israel မှာလည်း nuclear ရှိတာပဲအဲ့တော့ဒီအခုလိုမျိုး Israel က Iran ကိုတိုက်ခိုက်ရတဲ့အဓိကအကြောင်းရင်းက Iran nuclear လုံးဝပိုင်လို့မရပါဘူးတဲ့ nuclear ပိုင်သွားလို့ရှိရင်သူတို့လုံခြုံရေးကိုချိန်ချောက်သလိုဖြစ်တယ်ပေါ့နော်ချိန်ချောက်သလိုခံစားရတဲ့ကြောင့်မလို့ဒါကိုလုံးဝလက်မခံနိုင်ဘူးဆိုတော့တိုက်တာဖြစ်တယ်အဲ့တော့တနည်းအားဖြင့် good cop အကောင် bad cop ပေါ့ဗျာဆိုတော့ကျွန်တော်ရဲနှစ်ယောက်ကဒီ ချောသားတယောက်စစ်မဲ့ဆိုရှင်တယောက်ကပြောင်းဖြောင်းနေကြတယ်နောက်တယောက်ကဟိုအောင်လုံးလိုက်ကွာကွာပြောလိုက်စမ်းမင်းပြောလိုက်ရင်အစ်စစ်ပြေသွားသူလည်းမကြိုက်ဘူးဟောမရိုက်ပါနဲ့ကွာဆိုတင်မှာရဲကောင်းဟောမဲ့ဆိုရှင်ကောင်းတဲ့ရဲနဲ့ဆိုးတဲ့ရဲအမှုစစ်လို့ပေါ့အဲအဲ့လိုမျိုးလောက်တာပါဆိုတော့ကျွန်တော်ကမင်းကတော့တော့ပြောင်းဟိုအောင်လက်မထိုးလိုက်ပါမင်းဘယ်မှနေရလဲငါတို့တည်တယ်မင်းကိုအာပြက်ရှင်းနေစီလွယ်လွယ်လေးငါရှင်းလိုက်လို့ရတယ်ဟိုမှာအစ်စရာထုတ်နေပြီအဲ့လိုမျိုးနှစ်ယောက်သားဝိုင်းရဲ့အီရန်ကိုအီရန်ကိုဝိုင်းကျင်းတာပါအဲ့တော့ကြောင့်မလို့ဒီချင်းရမှာကြည့်တာပေါ့နော်အီရန်ကိုနော်စတိုက်ခိုက်တဲ့အစ္စရေးဟာမှားတယ်လို့ကျွန်တော်တို့ကပဲယူဆတယ် ဘာကြောင့်လဲဆိုတော့သူများနိုင်ငံကိုသူ့ကျော်လာလိမ့်ပြနော်သူများနိုင်ငံရဲ့ဒီနိုင်ငံတွေကိုဝင်ပြီးတော့တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒါအီရန်မှာအီရန်ကစပြီးတိုက်ခိုက်တယ်လို့အဲတိုက်တိုက်ခိုက်တယ်လို့ကျွန်တော်မယူဆဘူးအီရန်ကပြန်လည်ပြီးတော့ဘာလို့လဲဆိုရှင်ပြန်လည်ခုခံတာခုခံစစ်ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲဒီအတွက်ကြောင့်မလို့အဲကျွန်တော်တို့ကတော့အစ္စရေးဘက်ကဒီချင်းရမှာမကြိုက်ဘူးဘာကြောင့်သူများနိုင်ငံကဝင်တိုက်တယ်သူနျူကလ িয়ার ပိုင်တယ်မင်းတို့တော့ပိုင်တာသူလည်းပိုင်နေတာပေါ့ဟုတ်တယ်မလားအဲ့တော့နျူကလ িয়ার မဖြစ်စီလေမင်းလည်းဖြစ်စီလိုက်လေအဲ့တော့အီရန်နျူကလ িয়ার ရှိတယ်လို့လည်းမင်းတို့ကတိုက်ရရမှာမဟုတ်ဘူး။ဒါမင်းတို့မှလည်းရှိနေတာပဲ။တခုတော့ရှိတယ်။အီရန်နျူကလ িয়ার ရှိသွားတဲ့အတွက်ကြောင့်မို့အရှိလေပိုင်းမှာရက်တီနိုင်တဲ့နိုင်ငံရှိသွားတဲ့အတွက်ကြောင့်မို့လို့ အစ်စွေးဒီလူဘဝတင်လိုက်ဝါလို့မရတော့ဘူးဗျာနော်အဲအဲ့လိုပုံစံမျိုးကျွန်တော်ပြောရမှာပါအဲ့တော့ဒီနေရာမှာပြန်လည်ပြီးငင်းဆိုကြရရှိတော့ကြာနော်အာအီရန်ကအစ်စွေးကိုစတိုက်ခိုက်ပါလေဆိုပြီးတော့ပြန်ပြီးတော့ငင်းခုံလို့ရတဲ့အတိုင်းတာလည်းရှိအဲ့ဒါကဘာလဲဆိုတော့ပြီးခဲ့တဲ့နှစ်ကအီရန်နိုင်ငံရဲ့တန်ယုံဒီဆီးရီးယားမှာရှိတဲ့အီရန်တန်ယုံကိုအစ်စွေးကပုံကျဲလိုက်တဲ့ကြောင့်မလို့အီရန်နိုင်ငံရဲ့ဒီအရာရှိတယောက်နော်ရေးကြည့်တဲ့အရာရှိတယောက်သိမ်းဆုံးသွားတယ်ပုံကျဲလည်းမှာပါပါအဲ့တော့ကြောင့်မလို့အီရန်အနေနဲ့ကအဲဘယ်လိုခေါ်မလဲဆိုတော့သူ့ တန်ယုံကိုဘုံကျဲတန်ယုံဆိုတာမြန်မာနိုင်ငံရဲ့နိုင်ငံအသေးစားလေးပဲနော်အဲ့ဒီမှာရှိနေတန်ယုံကိုဘုံကျဲလိုက်ပြီဆိုတော့ဒါတပင်းကရန်ဆာလာဖြစ်တယ်ရန်ဆာအတွက်ကြောင့်မလို့အီရန်နေနဲ့ကပြန်ပြီးတော့ drone နဲ့ပြန်ပြီးတော့ဗောနော် drone နေနဲ့ပြန်ပြီးတော့ Israel ကိုတိုက်ခိုက်ခဲ့တယ်အဲဒီဖြစ်ရကတော့ရှိခဲ့တယ်အဲ့တော့ဒီနေရာမှာစချင်မေးဆိုရင် Israel က Iran ကိုစတိုက်တာလား Iran က Israel ကိုစတိုက်တာလားဆိုတော့တော့ငင်းကုန်ကြဖြစ်တယ်အဲ့တော့ drone နေနဲ့ကတော့တန်ယုံကိုဘုံကျဲပြီဆိုတော့ဒါ Israel ကပြန်တိုက်တယ်ဗောအဲဘယ်ကောင်မဲ Iran က Israel ကိုပြန်တိုက်တယ်ဆိုတာကကြိုးကြောင်းစီတော်တယ်ကျွန်တော်ကတော့ အဲတမတ်တို့မရသည့်တန်တော့ဘူးသူမှမမဘူးလို့ကျွန်တော်ပြောချင်တယ်မနော်ဒါမှမဟုတ်အခုဒါပြီးခဲ့တဲ့နှစ်ကတော့ပြီးသွားပြီအခုလက်ရှိအချိန်မှာတော့ Israel ကစပြီးတော့တိုက်တိုက်ခိုက်ခဲ့တယ်ဒါအနိုင်ကျင့်တာလို့ပဲကျွန်တော်သတ်မှတ်တယ်နော်အဲ့တော့ဒီနေရာမှာအတူယူစရာရောအများကြီးပေါ့ဗျာနော်ဟိုအရင်ကကိုနဲ့ရက်တီပါလဲဆိုတဲ့နိုင်ငံတွေပေါ့ဥပမာဖြစ် Iran ရဲ့နော်တရုတ်ရဲ့ရုရှားရဲ့ကုပေါင်းစီးရေးလေးကျင်လာလာခဲ့ငါတို့ဝိုင်းချမယ်ဆိုတဲ့ပုံစံမျိုးနဲ့သိရမလားတကယ်တကယ်ဖြစ်တဲ့ဖြစ်ရောတရုတ်ကကြားနေရုရှားကငြိမ်သက်နော်ကျန်တဲ့နိုင်ငံတွေကလည်းငြိမ်သက်တကယ်တကယ်ဖြစ်ကိုဖြစ်ကိုပဲခံရတာအဲ့တော့ NASA ကအနေနဲ့လည်းအခုကျွန်တော်တခါလေးသတိပေးလိုက်ပေါ့ဗျာနော် ရုရှားအာကိုတရုတ်အာကိုလာတိုင်းလာတို့ဒီပဲကောင်းပါလားနော်တကယ်တကယ်တမ်းဖြစ်လို့ရှိရင်ကိုဖြစ်ရင်ကိုပဲခံရတာပါနော်အခုလိုမျိုးညမနိုင်ငံမှာကြောက်ဖြူလို့ပါလို့တကယ်တကယ်တမ်းဟိုဘက်ကတိုင်းကျွေးချလိုက်ခါမှာတရုတ်ကတကယ်တကယ်ထောင်းလိုင်းဤပညာတွေထောင်းလိုင်းဤတရင်းတွေပြီးတော့မလို့လို့လက်နော်အခုဒီမျိုးဖြစ်တဲ့ခါမှာဘာမှစီမံပြောင်းလာဖြစ်နေရတယ်လေကျွန်တော်တို့အလုံးတွေ့ကြတယ်ပဲနော်အဲ့တော့အခုအဓိကအချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ is three ဘက်ကယက်တည်တင်းလား iron ဘက် iron ဘက်ကယက်တည်တင်းလားဆိုတာကတော့မြန်မာပြည်သူအနေနဲ့ကတော့ဝေခွဲရခက်ပါတယ်နော်ဝေခွဲရခက်တယ်ကျွန်တော်တို့ကတော့ မတရားမှုဟိုလိုမတရားမှုကိုကျွန်တော်တို့ကတော့ဒီအီရန်မတရားလုပ်ခံလို့ပဲတတ်မှတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအီရန်နဲ့ပဲအခုချိန်မှာရက်တည်ပါတယ်နော်အထူးတူအဒီကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ကလည်းကဘာကြီးနှစ်ချမ်းကွဲတဲ့ချိန်မှာဘယ်ဘက်ချမ်းကရက်တည်မလဲပေါ့ဗျာရက်တည်ခြင်းတစ်ဘက်ကရက်တည်ကြပါအဲ့လိုပြောချင်တယ်အဲ့နောက်တစ်ခုအနေနဲ့ကတော့တကယ်တကယ်ဖြစ်လာလို့ရှိရင်ကိုယ်စားဖိုင်းလို့မျိုးပေါ့ခလုံးကတပ်ပုံတွေတွဲရိုက်ပိုက်တွဲရိုက်အခုကြီးရလို့မလို့နဲ့ဥပဒေသူနဲ့တပ်ပုံတွဲရိုက်တခါလဲဒီဘယ်လိုခေါ်မလဲဆိုတော့မြင်းညံသူတို့လည်းဟို တရားနဲ့လေတွေ့ရိုက်တာရိုက်တယ်ရိုက်တယ်နိုင်တကယ်တကယ်ဖြစ်တယ်ရောအားလုံးကငြိမ်သက်နေတယ်လို့ပဲမြန်မာနာဆာကအနေနဲ့လည်းအီရန်အနေနဲ့ဒါမျိုးကြုံနေတယ်ဆိုမြန်မာနိုင်မြန်မာနာဆာကအနေနဲ့လည်းတကယ်တမ်းဖြစ်လာလို့ရှိရင်မြင်တယ်နော်ဘယ်သူမှအဲ့လိုဒီထဲထဲဝင်ဝင်ဝင်တိုက်ပြီးမှမဟုတ်ဘူးအဲ့တော့ကိုကိုကိုအာကိုပါဒီနေ့အားကိုစူးစီးပါလို့ပြောချင်တယ်နော်ကျေးဇူးများပြောနေမင်္ဂလာပါဗျာအခုဆိုလို့ရှိရင်ဦးစင်ဟာဒါဒီနေရာကိုနောက်ချုံညွန့်နေတဲ့ကဒီနေ့အနိတော်ကရွာဘယ်နေရာဆိုတော့တော့တော်တော်များများတိကျမှာပါဗျာနော်ဦးစင်လိုက်တယ်ပေါ့ကတော့ဘယ်နာရောက်နေပြီဘယ်နာရောက်နေဆိုတာတိမှာပါဗျာနော်ဒါဒီကောကဒီနေရာကြီးက ဟိုမှာចောင်းကြီးတွေဗျအာညိုဘက်ကိုရိုက်ကြည့်လိုက်ဒါကြီးတွေအကုန်လုံးကိုဒါ DNA ပလောင်နေ PDF တွေဒီနေဖုံးကြီးចောင်းတာမီကအဆောက်အုံတွေကိုဒါနေရာယူထားတဲ့နေရာတွေပေါ့ဗျာနော်အဲ့ဒီနေရာတွေကိုအကုန်လုံးယူထားတယ်နော်အဲ့တော့အဲ့ဒီနေဒါတပတ်ဆယ်တော့ရှိသွားပြီတော့သူတို့တက်မတော့ကနေမှာဒီကျောင်းထိုင်ဆရာတော်တွေဒီနေရာဆရာတော်တွေ ACC တာရနာပြုတ်နိုင်မှုတော့ ACC တကယ်တော့ဒီဝါဒဥပဥပတီစောင့်နိုင်မှုပေါ့တကယ်ကမှရစိတ်ချမ်းစိတ်ချမ်းတာကိုကြီးကျမ်းမာခြင်းများနဲ့နေထိုင်နိုင်မှုအတွက်ကို တမတော်ကနေမှဒါဒီသူတို့နေတာနီးကအဆောက်အုံတွေကိုအတန်းဖက်ဒီဒါဝုံးမိုးထားတဲ့နေရာတွေကိုတနေရာချင်းတနေရာချင်းယူနေပါတယ်နော်ယူဆောင်နေတယ်ဆိုတာကိုသိသိချင်းလို့ပါကြနော်အဲဒါကြောင့်ဦးသိန်းကဒီတောင်းထိုင်နေဖုန်းကြီးတွေကိုဗာပြောချင်တာလဲဆိုလို့ရှိရင်အရှင်ဘုရားတို့တကင်းတုံးနိုင်မှုအေးစစ်စစ်တရဏာတုနိုင်မှုအတွက်ကိုတော့ဒါလှုပ်ဆောင်နေပြအဲဒီခါကျတော့ရှင်ဘုရားတို့တကယ်လို့ဒီမှာပြန်ပြီးမှတကင်းတုံးပြီဆိုလို့ရှိရင်ရှင်ဘုရားတို့တပည့်တော်ကယူသေးစွာရှောက်ထားပါတယ်ခင်ဗျာ ခုရွာလူရွာသားခုတခါတခါမတွေကိုတာကြနာနာစီလုံးပါဗျာစီလုံးချင်းတွေအင်အားပါဗျာစီလုံးမှုညီညွတ်မှရှိရင်ခုရရွာရောဘာရောစီလုံးမှာဘယ်အချမ်းဖက်မှာစွန့်မို့လို့မရပါဘူးဗျာနော်စွန့်မို့လို့မရပါဘူးတပြီတော့ဘာကြောင့်တက်မတော်ကိုထောက်ခံတာလဲဘာကြောင့်တက်မတော်ကိုဝိုင်းရအောင်တာလဲဆိုလို့ရှိရင်လေအရှင်ဘုရားတို့တဘောပေါက်ပါပါဗျာเนาะအရှင်ဘုရားတို့ကြောင်းထိုင်ဘုန်းကြီးတွေတဘောပေါက်ပါပါတပြီတော့ကတော့ကြောင်းထိုင် ဖုန်းကြီးဆိုပြီးနဲ့လဲတပည့်တော်နေတဲ့နေရာဝတ်တောက်ပဲရှိပါသေးတယ်ဗျာနော်ဝတ်တောက်ပဲရှိပါတယ်နော်တပည့်တော်ဒီလိုပိဆက်ခဲ့တဲ့အတွက်ကြောင့်ဒီလိုလှုပ်ဆောင်ခဲ့တဲ့တပည့်တော်ဝိုင်းရထောက်ခံတဲ့တပည့်တော်ရံမျိုးထဲမှာနေတဲ့ဆရာသမားကိုယ်တိုင်ပဲဒီလိုတပည့်တော်ចောင်းမင်းရနေနှင်ထုတ်ခံရတဲ့အဆင်ကြီးပဲဗျာဒါလည်းတပည့်တော်အကဲငါတနေရာတော့ငါရောက်အောင်တော့ငါလုံးမဒါမှငါနော်ငါဥဆောင်နိုင်မယ်ငါဘယ်လိုပဲဖြစ်ဖြစ်ငါလှုပ်ဆောင်နိုင်မယ်ဆိုပြီးတပည့်တော်လည်းကြောင်းတနေရတီထားတယ်ပေါ့ဗျာအဲ့တော့တပည့်တော်တို့အခုရှင်ပြားတို့ဗျာအတန်းဖက်ဒီစိုးပို့တော့ရွာရွာသားတွေမရှိတော့မညီညွတ်တော့ အကြမ်းဖက်တွေကနေရာယူတဲ့ရွာလူရွာသားတွေပေါ်အိမ်တွေကိုဖျက်ဆီးတယ်ဒီတာနီကအဆောက်အုံတွေကိုနေရာယူတဲ့ဖုံးကြောင်းကတန်ဖိုးရှိတဲ့ပစ္စည်းတွေယူတယ်ဒါနီကအဆောက်အုံတွေအကုန်လုံးပေါ့နော်အဲ့ဒီနေရာတွေကိုတက်မတော်ရှင်းလင်းနေပြီရှင်ပြောင်းလက်ထက်ရောက်ပြီးလို့ရှိရင်ပြန်ပြီးမှရွာလူရွာသားတွေနဲ့စီးလုံးရမယ်ညီညွတ်ရမယ်ဆိုတော့ဒီပြောပြောဘာကြောင့်တက်မတော်ထောက်ခံရလဲဒီဒီအဟာကြီးကိုဒီဒီကောင်လေးအကြမ်းဖက်နေတဲ့အရာကြီးကိုဖြည့်ရှင်းပေးနိုင်တာတက်မတော်ကလည်းဘယ်မှမရှိဘူးဗျာတက်မတော်ကပဲဒီနေရာတွေကိုညှိချမ်းမှုအင်းချမ်းမှုပြအောင်လုပ်ပေးနိုင်တာရှိတယ်ဗျာ ါကြောင့်တပိတော့တမတော်ထောက်ခံတယ်တပိတော့ဘာသာသာရဏာအတွက်တမတော်မှာအဘဘသူမှဆောင်ရွက်နိုင်ပါဘူးဗျာနော်အဲ့တော့တပိတော့ဒီဒါကြောင့်တပိတော့ဒီအသက်ကိုပရနာမှာထားပဲနဲ့ဒီစစ်မြေပေမှာစစ်နေရာတွေမှာအခုဆိုလို့ရှိရင်ပတ်ပတ်လည်းပဲဗျာနော်ပတ်ပတ်လည်းပဲတပိတော့ဒါအကုန်လုံးဒီ30ပဲဒီဘာပဲဒီကိုတပိတော့ဝိုင်းရံထားပြီဗျာဝိုင်းရံထားပြီအကြေမှာဟိုဘက်ကလည်းလာတယ်ဒီဘက်ကလည်းလာတယ်တို့ဆိုရတာပြီးသွားတဲ့ဒီကိုထိုင်နေပါလို့ဆိုတပိတော့ကျန်တဲ့တည်င်းဌာနတွေကနေတပိတော့တင်ပေးပါမယ်ဗျာနော်တင်ပေးပါမယ် အေးစစ်စစ်ရှင်ဖရားတို့ပြန်ပြီးမှတရင်တုံးဆောင်နိုင်မှုတက်ကိုလှုပ်ဆောင်နေတယ်ဆိုတော့တပည့်တော်ကဒါသိစေချင်တာပေါ့ဖရားရှင်ဖရားတို့အမြင်ရှင်ဖရားတို့လည်းခုခုကြောင်းကိုကံမနေနိုင်ဘူးဖရားဒါကြောင့်ပေါင်းဒါအကျန့်ဖက်တွေဆူမှုတဲ့နေရာကြောင့်တပည့်တော်ပြောနေကြဒကာဒကာမတွေကိုပြောနေကြတပည့်တော်ကတမတော်ရဲ့ဖရားဒကာပဲရှိတာအကျန့်ဖက်တွေရဲ့ဖရားဒကာဆိုတာမရှိဘူးဖရားဒါကိုလည်းရှင်ဖရားတို့တိဖို့လိုရတယ်နော်အကျန်းဖက်တွေဖျားတဲခဲ့တာမရှိဘူးကြောင်းဆောက်ခဲ့တာမရှိဘူးတိမ်ဆောက်ခဲ့တာမရှိဘူးတရားတဲခဲ့တာမရှိဘူးတရားတွေတိမ်ဆောက်ခဲ့တာတွေမရှိပါဘူးခင်ဗျာ တပည့်တို့တတ်မလို့ဟာဖရားတကကြောင်းတကတိန်တကဒါမျိုးတွေကတတ်မလို့ကြီးခဲ့ကြရတာရှင်မြတ်တို့ရှိခဲ့တာပါနော်တပည့်တို့အခုလို့ရှင်မြတ်တို့ဟာဘောမလာရည်လားဘောမလာလဲတို့တို့စီကတပည့်တို့ဘာတစ်ခုမှလည်းမရအောင်ဘာတစ်ခုမှလည်းတပည့်တို့ခွင့်ယူမယူဗျာတပည့်တို့လှူဒန်းနေတဲ့သူကတပည့်တို့ဒီလူတွေကတတ်မလို့ချိမဲ့နိုးတွေလှူဒန်းနေရအောင်တပည့်တို့ကလာရင်မှထောက်ပံ့ခြင်းတာဖြစ်ပါလိမ့်ဗျာနော်ဒါလေးလည်းရှင်မြတ်တို့ဒါဝမ်းသာအောင်ပြောခြင်းဖြစ်ပါတယ်တပြေးပြေးနဲ့ဒီဘက်ဆမ်ဆန်တို့ဒီဘက် ခံကိုတော့အနည်းတစ်ဝိုက်30ဆိုဟိုဘက်ဒီဘက်တွေပဲရှင်ပြားတို့အများဆုံးပြန်လာတော့မှာပါကိုကျောင်းကိုကံကိုနေရတော့မှာပါဗျာနော်ရှင်ပြားတို့ကိုကျောင်းကိုကံကိုတရင်တုံနိုင်မှုတာရဏပြုနိုင်မှုတို့ကိုတက်မတော်ကနေမှာနည်းမြဒါတိုက်စစ်ခွင့်ပြီးမှရှင်းလင်းနေတယ်ဆိုတော့သိသိချင်ပါတယ်ဗျာဒါအားလုံးဒါပါပဲဗျာပြည်သူတွေပြည်သူတွေအဘခေါ်ချက်ကိုရုံရင်ကိုမှရေးပေးခဲ့နော်အဲ့တော့ဒီပြပကမိစ္ဆာတွေကသူတို့အမေ80ပြည့်နေ18ရက်နေရပြည့်တဲ့အတွက်21ရက်နေ့အထိကိုပန်းတပေးတဲ့ ပန်းနေပန်းမယ်တဲ့နော်အပြာရောင်အင်းကြီးတွေဝတ်ရမယ်တဲ့ပန်းနေပန်းမယ်တဲ့မိစားတွေမိစားတွေနော်အဲ့တော့ပြည်တော်မှာရှိတဲ့လူတွေရှောက်မလုံနဲ့နော်ရှောက်မလုံနဲ့နော်လုံကြုံရင်အဖွဲတွေကစောင့်ကြည့်နေတယ်နော်အဲ့တော့ပြည်ပကပြောတဲ့အကျန်းဖက်တွေပြောတဲ့အတိုင်းလိုက်လို့ရင်တော့နော်အင်းစိန်ထောင်နဲ့ရောက်မယ်လို့အဖအထူးဟောလိုက်မယ်လိုက်မလုံနဲ့ဘာလဲပန်းသပိတ်နော်ဟိုသပိတ်ညာသပိတ်နော် ထမိန်လှန်တပိတ်ပစိုးလှန်တပိတ်ဘာတပိတ်တွေမှာတပိတ်လဲပေါင်းစုံနေပြီမင်းတို့တော်လှန်ရလဲမအောင်တော့ဘူးเนาะပြည်သူတွေကကြားဒုက္ခရောက်တယ်เนาะအဲ့တော့ပြည်သူတွေနောင်ချိုးเนาะနောင်ချိုးတက်မတော်ကပြက်ပြက်သားသားကိုစော်နေတယ်မြို့တော်တက်မတော်ထိမ့်သိမ့်နိုင်တယ်အဲ့တော့ပြည်သူတွေဘာအကြောင်းရှိရှိเนาะလူပြောက်တာတို့เนาะစီဝိုင်းလုပ်ငန်းတို့အယောင်းဝယ်လုပ်ငန်းတို့ကျမ်းမာရေးအင်တော်စီဝိုင်းအပေါ့အထူးမေးခြင်းရယ် နော်အဖရဲ့ဖုန်းနံပါတ်ကိုလှမ်းပေးလို့ရတယ်အဖရဲ့ဖုန်းနံပါတ်က39 65 16304အဖောက်ဆက်တွယ်နိုင်နေဗျာဥမာစီဝါရေးเนาะကျမ်းမာရေးလူမှုရေးအယောင်းအဝယ်လူပြောက်เนาะဓာရီကိုသိကျင်တဲ့ဆန္ဒရှင်အဖောက်ကိုလှမ်းပြီးမေးနိုင်နေဗျာအဖောက်ဖုန်းနံပါတ်က39965 16304ဆက်တွယ်နိုင်တယ်เนาะအဲ့တော့သူတို့အမေ18ရဲ့နေ့က နော်80အသက်80ပြည့်တဲ့အတွက်ပန်းသပိတ်ဆိုပြီးတော့21ရက်နေ့ထီကိုလောက်ရမယ်အဲ့တော့နော်အတပြည်တွင်းထဲမှာရှောက်မလုံနဲ့အထင်ကြီးပြီးတော့နော်အစင်သက်စောင့်နေတယ်ဖမ်းဖို့အတွက်ပန်းမမတွေမလုံနဲ့ပန်းမမလုံလို့တော့နော်ပန်းထောင်နဲ့တွေ့မယ်ဗျာပန်းမမလုံရင်ဘာဖြစ်လဲပန်းထောင်နဲ့တွေ့မယ်နော်ပြည်သူရောအားလုံးကျမ်းမှချမ်းသာပြီးဘေးကင်းကြပါစေအေးချမ်းသာယာကြပါစေတမတော်ကြီးအောင်မြင်ပါစေ အဲ့တော့ပြည်သူတွေเนาะကောင်းမြတ်တဲ့ပြည်သူတွေเนาะတတ်မှတ်တော်ကိုเนาะချစ်ပြီးတော့အမျိုးဘာသာသာသနာကိုချစ်နေတဲ့ပြည်သူတွေတိုင်းပြည်ကိုကောင်းအောင်เนาะအဖက်ဖက်မှเนาะကုညီထောက်ပံ့နေတဲ့ပြည်သူတွေသည် အထက်တန်းစားပြည်သူတွေလို့ခေါ်တယ်เนาะတတ်မှတ်တော်ကိုဆဲเนาะပြောကြည့်ရင်ပြော တိုင်းပြည်ကိုဖျက်ဆီးတိုင်းပြည်ကိုပြစ်အောင်ဖျက်ဆီးဖျက်ဆီးစင်တဲ့စိတ်ရှိတဲ့လူတွေက เนาะအဲ့ဒါကိုအောက်တန်းစားလို့ခေါ်တယ်เนาะအဲ့တော့တိုင်းပြည်ကိုဘာသာသာသနာကိုဖျက်လို့ဖျက်စီးဖြစ်ခြင်းနဲ့စိတ်သက်ရှိတဲ့เนาะမိစ္ဆာတွေတက်မတော်အဖက်ဖက်မှဆဲနေတဲ့ပြည်တွင်ပြည်ပမှမိစ္ဆာမှန်သမျှအောက်တန်းစားတို့ဒီเนาะဒီရှစ်လပိုင်းမှာအကုန်လုံးနော်မျိုးပြုတ်ပြီးတော့ကတ်ထဲပါလိမ့်မယ်နော်ဘာကတ်လာတော့မမေးနဲ့လာလိမ့်မယ် နော်တိုင်းပြည်ကိုကောင်းအောင်ဘာသာသာသနာကိုကောင်းအောင်တတ်မှတ်တော်ရဲ့တန်ဖိုးကိုသိတဲ့လူတွေတိုင်းပြည်ကိုအေးချမ်းကျင်တဲ့လူတွေသည်အထက်တန်းစားလူတွေလို့ခေါ်တယ်နော်တိုင်းပြည်ကိုပြက်အောင်ဘာသာသာသနာပြက်စီအောင်နော်တတ်မှတ်တော်ကြီးရဲ့ဂုံကြီးစုကိုမသိဘဲတတ်မှတ်တော်ကိုအဖက်ဖက်မှဆဲနေတဲ့ပြည်တွင်းပြည်ပါမှာရှိတဲ့မိစ္ဆာမှန်သမျှတို့သည်အောက်တန်းစားဖြစ်သည် နော်ငါပထမအထူးခေါ်လိုက်မယ်အောက်တန်းစားစိတ်တက်ရှိတဲ့လူမှန်သမျှသည်ကတ်သေးပါလိမ့်မယ် เนาะငါပထမအထူးဟောလိုက်တယ်เนาะကောင်းမြတ်တဲ့ပြည်သူတွေအထက်တန်းစားရှိတဲ့ပြည်သူတွေစိတ်တက်ကောင်းတဲ့ပြည်သူတွေအထက်တန်းစားစိတ်တက်စိတ်တက်ရှိတဲ့ပြည်သူတွေအပါပြောတာယုံကြည်ရင် ကိုယ်မှရေခဲ့လာเนาะတိုင်းပြည်ကိုဖျက်ဆီးခြင်းနဲ့စိတ်တမတော်ကိုအဖက်ဖက်မှဆဲနေတဲ့စိတ်တိုက်ခတ်ခြင်းနဲ့စိတ်ပြည်သူတို့အေးချမ်းเนาะနေရမှာကိုမလိုရတဲ့စိတ်ရှိတဲ့လူတွေကအောက်တန်းစားเนาะအဲ့အောက်တန်းစားတွေကမကြခင်မှာကတ်ထဲပါမယ် နော်တိုင်းမျိုးအကြမ်းကျင်တဲ့ဘာသာသာသနာကိုချစ်တယ်တတ်မတော်ရဲ့ဂျေဇူးတရားကိုနားလေတဲ့ပြည်သူတွေသည်အထက်တန်းစားပြည်သူလို့ခေါ်တယ်အဘပထမအထူးဟော်ကိန်းထုတ်လိုက်တယ်နော်အောက်တန်းစားမှန်သမျှကတ်သေးပါလိမ့်မယ်ဗျာနော်ပြည်သူတွေအလုံးကြမ်းမှချမ်းသာပြီးအကြမ်းကြပါစီမြန်မာတပ်မတော်ကြီးအောင်မြင်ပါစီ thank you